အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါအမေရိကန်ကလေကြောင်းလိုင်းတွေဟာမူလစီစဉ်ထားတဲ့လေယာဉ်ခရီးစဉ်960ကို မနေ့ကကြာတာပရင်းနေမှာဖျက်သိမ်းခဲ့ပါတယ်။ဒါဟာအစိုးရရက်ဆိုင်နေမှုကြောင့်လေယာဉ်ခရီးစဉ်တွေကိုရှော့ချဖို့ပြည်ထောင်စုလေကြောင်းအုပ်ချုပ်ရေးကနေအမိတ်ပေးခဲ့တာဖြစ်ပါတယ်။နောက်ရက်တွေမှာလေယာဉ်ခရီးစဉ်ဖျက်သိမ်းမှုတွေပုံများလာနိုင်တယ်လို့လည်းဆိုပါတယ်။ ဒီလိုလေကြောင်းခရီးစဉ်ဖြတ်သိမ်းမှုမှာပြည်내နဒါစင်ကျော်ကလေကြောင်းစုံရက်တွေဖြစ်တဲ့ Atlanta, Dallas, Denver, Los Angeles နဲ့မြောက် Carolina ကခြာလူတီစတဲ့လေဆိပ်40ပါဝင်ပါတယ်။ American လွတ်တော်မှာ budget အတိအတိမပြုတ်နိုင်တဲ့အတွက် October 10ရက်နေ့ကစပြီး American သမိုင်းမှာအရှိကြဆုံးရက်ဆိုင်မှုဖြစ်ပွားနေတာဖြစ်ပါတယ်။လောလောဆယ်အစိုးရရက်ဆိုင်မှုမှာဝန်ထမ်း9သိန်းနီးပါးကိုလဆမဲ့ခွင့်ပေးထားရပြီးကျန်တဲ့ဝန်ထမ်း ်တန်းလောက်ကလဆာမရပဲအလုံးလုံးหนีကြရတာဖြစ်ပါတယ်လူနေရနီးပါးကိုတက်ဖြတ်ခဲ့တဲ့ကယ်မာဂီမိုရိုင်းဟာဒီကနေ့မှာ BNL ကိုဝင်ရောက်လာပါပြီ။ထင်မမှတ်ထားပဲအဖြတ်စွမ်းအားပြင်းထန်ခဲ့တဲ့အဲ့ဒီမိုရိုင်းကြောင့်ဖိလစ်ပိုင်နိုင်ငံမှာတော့အ ਨੇ ဆုံးလူ188ယောက်တိစုပ်ခဲ့ပြီးလူ135ယောက်ပျောက်ဆုံးနေခဲ့ပါတယ်။ BNI မှာတော့တရားဝင်အတည်ပြောက်စီရင်ထုတ်ပြန်တာမရှိသေးပေမဲ့အစိုးရရုပ်သံကတော့လူနှစ်ဦးတည်ဆုပ်တဲ့အကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။တယောက်ကတော့အိမ်ပြူကျပြီးတည်ဆုပ်ခဲ့တာပါ။လူမှုမီဒီယာကဓာတ်ပုံတွေနဲ့ရုပ်သံတွေမှာတော့အိမ်အမိုးလန်သွားတာတွေအိမ်နဘေးရေကြီးနေတာတွေနဲ့လမ်းမတွေမှာတိပင်တွေလဲကျနေတာတွေ့နေရပါတယ် နိုဝင်ဘာလမှာပုံမှန်မဟုတ်ပဲပြင်းထန်တဲ့ကယ်မာဂီမုန်တိုင်းဟာ VNN နိုင်ငံကိုမဝင်ခင်တောက်တရုတ်ပင်လယ်မှာတနအီကို ကီလိုမီတာ180ကျော်နှုန်းနဲ့တိုက်ခိုက်ခဲ့တာပါမိုးလေဝသခက်မဲ့သူတွေကတချို့နေရာတွေမှာမိုးရေချိန်မီလီမီတာ600လက်မှတ်20ကျော်အထိမိုးရွာသွန်းနိုင်ရလို့ပြောပါတယ် BNN နိုင်ငံမှာကုန်းသွင်းပိုင်းဝင်ရောက်သွားတဲ့အတွက်အားပြော့သွားပြီးမယ်လာအိုနဲ့ထိုင်းနိုင်ငံတွေမှာမူကြီးတာရေကြီးရေရှင်တာနဲ့လေပြင်းတိုက်တာတွေကြုံရနိုင်တယ်လို့ထိုင်းမိုးလီဝါသဌာနကတတိပေးထားပါတယ်။ဒီကနေ့မွန်လွယ်ပိုင်းမှာထိုင်းနိုင်ငံဥဘာရက်ချက်ဌာနီကိုဝင်ရောက်လာဖို့ရှိတယ်လို့လည်းခန့်မှန်းထားပါတယ်။နိုဝင်ဘာ9ရက်ကနေ9ရက်အကြာမှာထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမြောက်ပိုင်းအရှေ့ပိုင်းအလယ်ပိုင်းဒေသတွေမှာမူကြီးမယ်လို့ခန့်မှန်းထားပါတယ် မြန်မာနိုင်ငံမှာတော့တနင်္ဂနွေလုံးနှီးပါမှာနိုဝင်ဘာ၈ရက်ကနေ၁၇ရက်အတွင်းမိုးကြီးနိုင်တယ်လို့မိုးလီဝါသဌာနကတတိပေးထားပါတယ်။ထိုင်းဝန်ကြီးချုပ်အနုထင်ကအွန်လိုင်းငွေလိမ်မှုတွေအပါအဝင်နှီးပညာနဲ့ဆက်နွယ်တဲ့ရဇဝတ်မှုတွေကိုနှိမ့်နှဲသွားမယ်လို့ကတိပြုလိုက်ပါတယ်။အစိုးရဌာန15ခုပူးပေါင်းလက်မှတ်ရေးထိုးတဲ့အခမ်းအနားမှာထိုင်းဝန်ကြီးချုပ်အနုထင်ကဒီစစ်ပွဲဟာကျွန်တော်တို့အနိုင်ရရမယ့်စစ်ပွဲဖြစ်တယ်လို့ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံအသွင်းမှာရှိတဲ့ဌာန15ခုပူပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီးအဓိကလုပ်ငန်းစဉ်တွေအနေနဲ့ဂျူးလွန်တူတွေနဲ့သူတို့ကိုကူညီပေးသူတွေကိုဥပဒေအရအရေးယူသွားဖို့အေဂျင်စီတစ်ခုနဲ့တစ်ခုကြားတည်င်းအပြန်လန်ဖလှယ်ရေးနဲ့စုံစမ်းစစ်ဆေးရာမှာပူပေါင်းဆောင်ရွက်ဖို့ထိုင်းနိုင်ငံမှာငွေကြေးခဝါချမှုကိုကာကွယ်ဖို့အတွက်ရဇဝုကွန်ရက်တွေရဲ့ပိုင်ဆိုင်မှုတွေကိုရုတ်တရက်တင်စီပြီးငွေစည်းစင်းမှုတွေကိုနှောက်ယှက်ဖျက်ဆီးဖို့စတဲ့အချက်တွေပါဝင်ပါတယ် ဒါအပြင်ငွေကြေးစည်းစိမ်မှုတွေကိုနောက်ရောက်ခံဖို့အတွက်ခင်မီနီးပညာရီညင်ရီတုကိုတုံးဆွဲသွားဖို့နဲ့လူထုကြားအသိပညာဗဟုသုတဖြန့်ဝေပြီးလူထုပါဝင်လာရေးကိုလှုပ်ဆောင်သွားဖို့ပါဝင်ပါတယ်။ ပါဝင်တဲ့ဌာနဆိုင်ရာရီထဲမှာငွေကြေးခဝါချမှုတိုက်ဖြည့်ရေးယုံထိုင်းဗရစ်ရဲတပ်ဖွဲ့အရက်ဖက်ချစာမှုတိုက်ဖြည့်ရေးကော်မရှင်ဒီဂျစ်တယ်စည်းပွားရေးနဲ့လူအဖွဲ့အစည်းဝန်ကြီးဌာနဗန်နာရေးပြည်ထရေးနိုင်ငံခြားရေးဝန်ကြီးဌာနတွေထိုင်းဗဟိုဘဏ်မီဒီယာတွေအထူးစုံစမ်းစစ်ဆေးဌာနဗန်လုပ်ငန်းရှင်များအစည်းအရုံးစတဲ့အဖွဲ့အစည်းနဲ့ဌာနဆိုင်ရာတွေပါဝင်ကြပါတယ် ထိုင်းဝန်ကြီးချုပ်က KK Park ကနေတရားမဝင်ဝင်ရောက်တဲ့အခြေအနေတွေကို လေ့လာဖို့တနင်္လာနေ့မှာမဲဆောက်ကိုတွားရောက်လေ့လာမယ်လို့လည်းဆိုပါတယ်။အထူးလုပ်ငန်းစဉ်အနေနဲ့ငွေလွှဲပြောင်းရမှာလက်ခံရရှိသူဘယ်သူဘယ်ပါဖြစ်ကြောင်းဖော်ပြဖို့ပါဝင်မယ်လို့လည်းဆိုပါတယ်။နောက်ဆုံးသတင်းစပုတ်ကတော့တရုတ်အာကာသယင်မှုတွေအာကာသမှာပိတ်မိနေတဲ့အကြောင်းဖြစ်ပါတယ်။ တရုတ်အာကာသစခန်းမှာလုပ်ငန်းတွေလှုပ်ဆောင်ခဲ့ကြတဲ့ယင်မူ၃ရောက်ကိုအိပ်ပြန်ပို့မဲ့အာကာသယင်ဟာပက်လန်ထဲမှာအာကာသအပြည့်အစည်အပိုင်းစားတွေနဲ့ထိခိုက်မိတဲ့အတွက်ယင်မူတွေဟာအာကာသစခန်းမှာပိတ်မိနေကြတာဖြစ်ပါတယ်။ ရှန်ကျိုး20အာကာသယင်ဟာယင်မှုတွေဖြစ်ကြတဲ့ဝမ်ဂျီချန်ကျိုးရူနဲ့ချန်ဒါရို၃ယောက်အာကာသမှာ၆လပြည့်တဲ့အခါအိပ်ပြန်ခီးကိုတည်ဆောင်ပေးရမှာဖြစ်ပါတယ်။သူတို့ရဲ့မူလသတ်မှတ်ထားတဲ့ခီးစဉ်ကတော့နိုဝင်ဘာလ9ရက်ဖြစ်ပါတယ်။ဒါပေမဲ့အာဂါသယင်ကိုအာဂါသအပြည့်အစည်အပိုင်းစားတစ်ခုနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ယူဆဆရာရှိတဲ့အတွက် အစီအစဉ်ကိုဖျက်သိမ်းထားတာဖြစ်ပါတယ်။ သူတို့ကိုအစားထိုးမဲ့နောက်ထပ်အာဂါသယင်မှု၃ယောက်ကတော့အာဂါသစခန်းကိုရောက်ရှိပြီးတာဝန်တွေထမ်းဆောင်နေပြီဖြစ်ပါတယ်။ရှန်ကျို၂၀ကိုပြန်ပြင်လို့မရဘူးဆိုရင်တော့အာဂါသမှာရှိနေတဲ့ရှန်ကျို၂၃နဲ့သူတို့၃ယောက်ကိုမြေကဘာပြန်ပို့ပြီးမှဖြစ်ပါတယ်။တကယ်လို့ယင်၂စီးလုံးပြည့်စည်သွားခဲ့ရဆိုရင်တော့အရင်ရှန်ကျို၃စီးကိုမြေပြင်ကနေထပ်လုပ်ပေးရမှာဖြစ်ပါတယ်။